Hello အားလုံးပဲမင်္ဂလာပါအာ podcast မလုပ်ဖြစ်တာလဲကြာပြီဆိုတော့အာဒီနေ့မှာတော့ဖတ်ထားတဲ့စာအုပ်တော့ကအကြောင်းအရာလေးကို sharing လုပ်ပေးလဲပေါ့နော်အာ podcast ကအရင်ရှင်းသွားမှာဆိုလို့အဲစာအုပ်ကအကြောင်းအရာကို video လေးခွဲခွဲပြီးလုပ်ပေးမယ်ပေါ့နော်အဲ့တော့စာအုပ်နာမည်ကကျွန်တော်ဗာလဲဆိုတော့အာလူပြိုအသက်ရှင်ခြင်းအကြောင်းရင်းပေါ့နော်မင်းကျော်ရင်းရေးထားတာအဲ့တော့ဟိုစာအုပ် ခုခုပြောထားတဲ့အကြောင်းအရာလေးတွေကို description မှာလည်းအဲပြန်ပြီးတော့အဲရေးပေးထားမယ်ပေါ့နော်အဲ့တော့ဟိုပြောတာကိုကချို့ဟာတွေကို note နဲ့မှတ်ထားခြင်းနဲ့သိခြင်းနဲ့ဆိုလို့ရှိလို့ရှင်အဲဗီဒီယိုဒီတိုင်းကြည့်လိုက်ပြီးတော့မှ description ဟာလေးတွေကိုဖတ်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့စာအုပ်ပုံလေးလည်းအဲစာအုပ်နာမည်လေးလည်းအဲရေးပေးထားမယ်ပေါ့နော် okay အဲ့တော့အဲကောင်းစင်လေးကအဲနှုတ်ပြအသက်ရှင်ခြင်းအကြောင်းရေပေါ့နော်အလူတိုင်းအသက်ရှင်နေရှင်ကြရတယ်ပေါ့နော်ဒါပေမဲ့အသက်ရှင်တာအပြင်မှာဘာဖြစ်သေးလဲဆိုတော့လို့မျိုးကျမ်းမာခြင်းကြရတယ် ့ခုကကျမ်းမာတာအပြင်မှာပဲဆိုတော့နှုတ်ပြခြင်းကြတယ်အဲ့တော့နှုတ်ပြအသက်ရှင်ခြင်းအကြောင်းရင်းပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်သူကအဲနှုတ်ပြအသက်ရှင်မှုကိုအဲလို့ဖို့အတွက်အဲ့လိုမျိုးတဘာဝနီလန်းနေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုမှာကျွန်တော် share ပေးမယ့်အကြောင်းအရာပါလဲဆိုတော့လေဖြင့်နှုတ်ပြအသက်ရှင်ခြင်းပေါ့နော်โอเคအဲ့တော့စကြရအောင်အဲ့လေဖြင့်မြို့ပြအသက်ရှင်ခြင်းဆိုတဲ့ဟာမှာအဲ့လိုလေရှူပုံလေရှူနည်းတွေပေါ့နော်အဲ့ဟာလေးကိုကျွန်တော်ပြောမယ်ပြီးလို့ရှိလို့ရှိရင်အဲ့လေဖြင့်ဘယ်လိုမြို့ပြအသက်ရှင်အောင်လုပ်ရမလဲဟာကိုပြောမယ်ပေါ့နော်အဲ့တော့ပထမဆုံ အာတိထားမဲ့ဟာပါလို့ဆိုလေရဖွဲ့စည်းလို့ကျွန်တော်တို့အဲလေရှူရယ်လေရှူရယ်လို့ပြောကြတယ်အဲ့တော့အဲ့တော့လေရှူတာအပြင်ကတော့သူပြောဆိုအသက်ရှူတယ်ဆိုတော့အလေရအသက်ထက်လောက်ပုံမျိုးဖြစ်တာပေါ့တကယ်တော့လေရဖွဲ့စည်းပုံထဲမှာကျွန်တော်အဓိကလေဝဲရှူတာမဟုတ်ဘောနော်လေထဲမှာဘာလေးပါလဲဆိုတော့နိုက်ထရိုဂျင်က98ရာခိုင်နှုန်းပါတယ်အောက်ဆီဂျင်က97ရာခိုင်နှုန်းပါတယ်အာအာဂွန်နဲ့အာကာဗွန်နဲ့အောက်ဆိုက်တရာကျွန်တော်100ရာခိုင်နှုန်းစီပါကြတယ်အဲ့တော့အဲ့ဟာတွေအားလုံးပါ ေါင်းမှာလေဒူးဆိုပြီးဖြစ်တာပေါ့အဲ့လေဒူးကိုရှူတာဒါပေမဲ့ကိုယ်ရွတ်အဓိကလိုတာတော့အောက်ဆီဂျင်လိုတာပေါ့အောက်ဆီဂျင်ခုနဖွဲ့စည်းပုံထဲမှာဆိုလို့ရှိရင်အောက်ဆီဂျင်က23ရာခိုင်နှုန်းပါတယ်ပေါ့နော်အဲ့တော့ကိုကလေရှူတယ်လေရှူတယ်ဆိုတဲ့ဟာမှနော်ဟိုအောက်ဆီဂျင်တစ်ခုတည်းပါနေတာမဟုတ်ဘူးနော်ဂျန်တဲ့ဟာကြီးလည်းပါနေတာပေါ့နော်အဲ့အားလေးကိုအရင်ဆုံးသိထားဖို့လိုမယ်နောက်တစ်ခုကကြောက်ပါလဲဆိုတော့ဟိုနေအောင်ရှိတဲ့အချိန်ပေါ့နော်အဲ့တော့နေအောင်ရှိရချင်းကြမှာအပင်တွေကသူကဟိုအစာချက်လုပ်ဖို့လို့လုပ်တာပေါ့နော် အဲ့တော့အစာချက်လို့မို့လို့တာဖြစ်တဲ့အတွက်သူအပင်ကြီးအစာချက်လို့မဖြစ်သွားလဲဆိုတော့အာနေအောင်ကြီးရတဲ့ခါမှာအပင်ကအစာချက်လို့တဲ့အစာချက်လို့တာဖြစ်တဲ့သူကအာအောက်ဆီဂျင်ကိုထုတ်ပေးတယ်ကာဗွန်ဒိုင်အောက်ဆိုက်ကိုဆုပ်ယူတယ်အဲ့တော့နေအောင်ကြီးကဘယ်အချိန်မှထွက်လဲဆိုတော့နေအချိန်မှပဲထွက်မှာပေါ့နော်အဲ့တော့ကိုရီးယားအခန်းထဲမှာပေါ့နော်ညဘက်ဟိုအခန်းနေထဲမှာဟိုအပင်နေထားရမယ်ဆိုလို့ရှိရင်သတိထားဖို့လိုတယ်သူကဘာလဲဆိုတော့ तू ကနေအောင်ကြီးမရဘူးဆိုလို့ရှိရင် तू ကနေဘိုင်းယာဖြစ်ရတဲ့ဂျောင်းမြင်အောက်ဆီဂျင်ကိုဆုပ်ယူတယ်ကာဗွန်ဒိုင်အောက်ဆိုက်ကိုထုတ်ပေးတယ်အဲ့တော့ ကိုယ့်ရဲ့အခန်းနေထဲမှာပေါ့နော်အပင်နေထားထားမိတယ်ဆိုလို့ရှိရင်တတိထားဖို့လိုတယ်ဘာလို့လဲညအခါမှာဆိုနေအောင်ကြီးများတဲ့အတွက်အပင်နေအစာချက်လို့ဘူးမလုံနိုင်ဘူးမလုံနိုင်တဲ့အပြင်ကမှသူကအောက်ဆီဂျင်ကိုကိုယ်နဲ့အတူလူယူနော်ဆုပ်ယူနေမှာဖြစ်တဲ့အတွက်အဲ့လိုအသက်ရှင်မွားတဲ့ဟာမျိုးတွေပါလေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဟိုကိုယ့်ရဲ့အခန်းအိတ်ခန်းနေအလုံးပိတ်အခန်းတွေမှာအပင်နေထားတာမျိုးဆိုလို့ရှိရင်ရှောင်ရှားဖို့လိုတယ်ပေါ့နော်ပြီးလို့လို့ရှိရင်နေအောင်ကြီးထွက်တဲ့အချိန်ကြတော့မှကိုကအာနော်ဒီပင်ပန်းမင်းကြီးအကြောင်းသွားပြီးတော့လေရှူတာမျိုးလုံးတင်တယ် ီမှာသားယူနဲ့တစ်ခုကပါလဲဆိုတော့လေရှူလားကောင်းတယ်လို့ပြောရဲဆိုပြီးတော့ချို့တွေဟိုစောင်းရသီးလို့ဟာမျိုးတွေမှာပေါ့နော်အဲ့လိုလေရှူလေးရှိကြတယ်ပေါ့နော်အော်လေရှူတဲ့အခါမှာဘယ်လိုရှူလဲဆိုတော့မနေ့ဆော်ရီလမ်းထားလျှောက်တယ်ပေါ့နော်အဲ့လို၃နာရီ၄နာရီထားချလျှောက်တယ်ဒီမှာအဲ့ချင်နေရမထွက်သေးဘူးနော်နေရမထွက်သေးတဲ့အခါမှာပန်းကြံလေးပါတယ်တော်ပြီးလေရှူတဲ့အခါမှာဂူလာကိစ္စမျိုးပြန်ပြီးရှင်းရတယ်ပေါ့နော်ဘာလို့ဆိုတော့နေအောင်ကြည်မရသေးတာဖြစ်တဲ့အတွက်အပင်တွေကအောက်ဆီဂျင်ကိုဆုတ်ယူပြီးတော့ကာဗွန်ဒိုင်အောက်ဆိုက်ကိုထုတ်အဲ့တော့ကိုကအားရဖိုင်ယာရှူလိုက်တဲ့ဟာတွေကအောက်ဆီဂျင်နဲ့မဟုတ်ပဲねကာဗွန်ဒိုင်အောက်ဆိုက်တွေ ဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုသတိထားဖို့လိုရဲအဲ့တော့နေအောင်ကြီးထွက်တဲ့အချိန်ကြမှာပဲအပင်နေနာသွားပြီးတော့လေယောအားပါရှိတော့မှာပဲအောက်ဆီဂျင်ပြပြဝရရှိမယ်ပေါ့နော်ဒါကတစ်ခုပေါ့နောက်တစ်ခုကကြောက်ပါလဲဆိုတော့ဟိုခုနလေရှူရာဆိုတဲ့ဟာမှာလို့လေကမတန့်ဘူးပေါ့နော်အောက်ဆီဂျင်တက်များမနေဘူးခုနမျိုးဟိုနိုက်ထရိုဂျင်88အောက်ဆီဂျင်23အာကွန်နက်ကာဘွန်အောက်ဆိုက်တက်ရခံတော့မှာအောက်ဆီဂျင်ကလို့ရခံတော့20ရောက်နေနေတယ် နော်ကျန်တဲ့အဲ့လို nitrogen တို့အာဂွန်တို့ကာဗွန်ဒိုင်ဆိုက်တို့ကအရင်များနေတယ်ဆိုလို့ဆိုလို့ရှိလို့ရှိရင်ကိုယ်လက်ဆက်တဲ့လီလက်ဆက်တဲ့အောက်ဆီဂျင်မရဘူးနော်ဟိုဘယ်လိုပြောရမလဲအောက်ဆီဂျင်အပြည့်အဝမရအောင်နော်အောက်ဆီဂျင်အပြည့်အဝမရတဲ့အခါမှာတွေးတက်မှုမဖြစ်ဘူးနော်တွေးမတက်တဲ့အခါမှာကိုယ့်ရဲ့အသားရည်တွေခြောက်တာနော်ဆုပ်ပြေမှုမရှိတာနော်ဟိုမျက်နှာညှိုးငယ်တာဆိုလို့ရှိရင်အဲ့လိုပုံစံမျိုးတွေဖြစ်နေတာဖြစ်တဲ့အတွက်ကိုယ်ကအောက်ဆီဂျင်ရှူမှပဲတွေးတက်မှုကိုဖြစ်စေရပေါ့နော်နောက်တစ်ခုကကြပါလဲဆိုတော့ဟိုဒါကတော့အများဆုံးဖြစ်တည်ပြတာပဲကိုယ်ရေရှူတာကအောက်ဆီဂျင်ပြန်ပြီးထုတ်ပေးတာက ကာဗွန်နာအောက်ဆိုက်အဲ့တော့ဒါကိုဘာလို့ပြောရလဲဆိုတော့ကျွန်တော်ဟိုသတိမထားဘဲနဲ့လေရှူရဲခါမှာလို့အသက်ကိုဟိုပို့ပဲဥစားပြတယ်ဘာခါရလို့ရှင်ကိုအသက်ရှူလို့ရှူမိမှာသတိမထားမိအဲ့တော့ခမဲဆိုဟိုလေကိုအဲနည်းနည်းပဲရှူတယ်နည်း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 ပဲပြန်ထုတ်တယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ရှူတဲ့အောက်ဆီဂျင်ကနည်းနည်းပဲရှူတော့အပြည့်ဝမရပြန်ထုတ်တာကာဗွန်အောက်ဆိုက်ကအပြည့်ပြန်မထုတ်ဒီတိုင်းပဲမြင်းမြင်းလေးပြန်ထုတ်တာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာကာဗွန်ဒိုင်အောက်ဆိုက်တွေကျန်နေတယ်အဲ့တော့ကိုယ်အသက်ရှူရဲ့အခါမှာပေါ့နော်ဟိုအသက်ကိုအပြည့်အဝရှူလို့ရှိရင်အပြည့်အဝပြန်ထုတ်တဲ့ဟာမျိုးကိုကိုယ်တတိလေးထားပြီးတော့လေ့ကျင့်လုပ်ပေးလိုက်မယ်ဆိုလို့ရှိရင်နောက်ပိုင်းဟိုကိုယ့်ရဲ့အသက်ရှူတဲ့ process ကဟိုပြင်းပြင်းလေးရှူပြင်းပြင်းလေးထုတ်တာမဟုတ်ဘဲနဲ့တော့ပြည့်အဝရှူပြည့်ပြည့်အဝထုတ်ပေါ့နော်ပြည့်ပြည့်အဝရှူတဲ့အခါမှာအောက်ဆီဂျင်ပြည့်ပြည့်အဝရရတယ်ပြည့်ပြည့်အဝပြန်ထွက်တဲ့အခါမှာကာဗွန်ဒိုင်အောက်ဆိုက်ကိုပြည့်ပြည့်အဝပြန်ထုတ်နိုင်တာဖြစ်တဲ့အတွက်ဒေတာတန်းစင်မှုကိုဖြစ်စေပြီးတော့နုပြမှုကိုဖြစ်စေရပေါ့နော် နောက်တစ်ခုကကြပါလဲဆိုတော့ဘာလို့ပြပြဝါရှူဖို့လိုလဲဆိုတော့ဟိုတကယ်တော့ဟိုအဆုတ်ရဲ့ပေါ့နော်လေဝင်ဆက်နိုင်မှုက6ဆရှိရဲ့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အများစုခုနလိုမျိုးဟိုရှူနေရှိတဲ့ဟာမျိုးကကျွန်တော်တဆလောက်ပဲရှူရဲ့ပေါ့နော်အဲ့တော့6ဆကိုပြပြဝါမရှူအဲ့တော့6ဆလုံးပြပြဝါရှူအောင်လို့ပြောတာပေါ့ပေါ့နော်အဲ့တော့ပုံမှန်ကိုကတစ်စက္ကန့်ရှူရဲ့တစ်စက္ကန့်ထွက်ရဲ့ဆိုလို့ရှိရင်တရင်ထက်နည်းလေးကြာသွားအောင်ပေါ့နော်ဟို3စက္ကန့်4စက္ကန့်လောက်နော်အသက်ကိုရှူပြီးတော့မှပြန်ထုတ်ပေါ့နော်အဲ့တော့ဟိုတရားထိုင်နေသူတွေဆိုလို့ရှိရင်သူတို့ရဲ့ဘယ်လိုပြောရမလဲ မျက်နှာလေးကကြည်လင်နေဆိုတာဘာလဲဆိုတော့တွေးသားတန့်စင်နေတယ်ဘာလို့လဲဆိုတော့သူကတတိထားပြီးရှူတာဖြစ်တဲ့အတွက်ဟိုတူတူလေးနော်ဟိုမြင်မြင်လေးမရှူပါတော့ဟိုနည်းနည်းအချိန်တူတူလည်းမရှူတော့အချိန်အတိုင်းတာတစ်ခုထိကြာတယ်ပေါ့နော်အဲ့တော့ second အတိုင်းတာတစ်ခုကြာတယ်အဲ့တော့ရှူတယ်ထုတ်တယ်ရှူတယ်ထုတ်တယ်ဆိုတော့ process ကနော်အပြေဝရှူတယ်အပြေဝထုတ်တယ်ဆိုတဲ့ဟာမျိုးဖြစ်နေတာဖြစ်တဲ့အတွက်တရားထိုင်တဲ့သူတွေကိုကြည့်လိုက်မယ်ဆိုရင်သူတို့မျက်နှာလေးကငြိမ်းအေးနေတယ်ငြိမ်းနေတယ်ဆိုတော့သူတို့တွေးသားတန့်စင်နေတာဖြစ်တဲ့အတွက်အဲ့တော့ကိုရီးယားတရားထိုင်မှာမဟုတ်ဘူးပေါ့နော်ကိုရီးယားအသက်ရှူတဲ့ process ကိုပဲတတိလေးထားပြီးတော့ပြေဝရှူမယ် တပြေဝါထောက်လိုက်မယ်ဆိုလို့ရှိလို့ရှိရင်နော်ဟိုဒေတာတန်းစမှုကိုဖြစ်စီပြီးတော့နုပြမှုကိုဖြစ်စီနောက်တစ်ခုကကြောက်ပါလဲဆိုတော့ဟိုလေရှူရဲ့အခါမှာဘာနဲ့ရှူရမလဲဆိုတော့နှာခေါင်းနဲ့ရှူဖို့ရည်ကြည့်ရပေါ့နော်အဲ့တော့ဟိုတဘာဝဘယ်လိုပြောရမလဲဟိုတဘာဝကကျွန်တော်တို့ကိုဟိုဖွဲ့စည်းထားတဲ့ဟာကထူးခြားစမ်းကြည့်ရပေါ့နော်ဟိုမှာနှာခေါင်းထဲမှာဆိုရင်ဘာလဲပါလဲဆိုတော့ဟိုနှာခေါင်းမွေးတို့ပြုလို့ရှိရင်အကြည့်ချွဲလို့ရှိကြအဲ့ဒါဘာလဲဆိုတော့ filter သဘောမျိုးဘာလို့ filter သဘောမျိုးလဲဆိုတော့ခုနကကျွန်တော်တို့လေရှူရဲ့အခါမှာလေထဲမှာ oxygen ပဲပါတာမဟုတ်ဒီပြည့် เนาะ debt တွေလည်းပါဝင်နေရဖြစ်တဲ့အတွက်ဒီလိုဖုံဖို့တို့เนาะဟိုချို့ဟာတွေဆိုလို့ရှိရင်နှာခေါင်းနဲ့ဝင်လာတဲ့ခါမှာနှာခေါင်းကရှူတဲ့ခါမှာလို့အကြည့်ချွဲတွေအငွေ့မြင်တွေဖြတ်ကားဖြစ်တဲ့အဲ့ဟာတွေက filter သဘောမျိုးပေါ့เนาะစစ်ထုတ်လိုက်တော့ခါကြမှာနှာပြန်ချီတဲ့ဟာမျိုးတွေပါလေဆိုလို့ရှိရင်เนาะကိုရှူတဲ့လေကမတန့်စတယ်မှာဖုံနေပါလေပါလာတယ်ဆိုလို့ရှိရင်တို့ကပြန်ပြီးတော့မှုတ်ထုတ်လိုက်တဲ့ဟာမျိုးလုတ်ပေးတာပေါ့เนาะအဲ့တော့ဟိုပါဇက်နဲ့ရှိမယ်ဆိုပါဇက်မှာ filter မရှိတာဖြစ်တော့တခါလဲလေချောင်းနဲ့ရောက်ပြီးတော့လေချောင်းနဲ့ဟာမျိုးတွေเนาะဟိုအစုပ်နဲ့ပတ်သက်တဲ့ကျမ်းမာနဲ့ဆိုင်တဲ့ဟာမျိုးတွေဖြစ်တယ်ပေါ့เนาะအဲ့တော့ယူရက်ခါမှာ ညာတော့ဖြစ်နော်နှာခေါင်းနဲ့တိကထားပြီးတော့ရှူပေးဖို့လိုတယ်ပေါ့နော်ပက်စက်နဲ့မရှူနဲ့ပေါ့နောက်တစ်ခုကကြတော့လေ့ချင်ခံလေလို့လုပ်တဲ့အခါမှာလေရှူလေ့ချင်ခံနဲ့အများကြီးရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့လိုမျိုးအစိတ်တက်ကင်းစင်အောင်လေရှူနည်းပေါ့နော်အစိတ်တက်ကင်းစင်အောင်လေရှူနည်းဆိုတာဘာလဲဆိုတော့ခုနကလိုမျိုးဟိုရင်းခွာပုံအသွားပြန်လေရှူနည်းပေါ့နော်အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်အာနှာခေါင်းမှာနှာခေါင်းပေါက်နှစ်ပေါက်ရှိရပေါ့နော်အဲ့တော့ဘယ်ဘက်အာနှာသီးပေါက်လေးကိုပိတ်ပြီးတော့ညာဘက်နှာသီးပေါက်နဲ့ရှူလိုက်ပေါ့နော် ပြီးလို့ရှိလို့ရှိရင်ညာဘက်နာတိပေါက်လေးကိုပိတ်ပြီးတော့ဘယ်ဘက်နာတိပေါက်အနည်းကုနာရှူရတဲ့လေးကိုပြန်ထုတ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပဲအပြန်လှန်ပေါ့နော်ဘယ်ဘက်ညာဘက်နာတိပေါက်လေးကိုပိတ်ပြီးတော့ဘယ်ဘက်နာတိပေါက်နဲ့ရှူပြီးလို့ရှိရင်ညာဘက်ကနေပြန်ထုတ်အဲ့လိုမျိုးကိုအလို၅ကျင်ရနေ၆ကျင်တော့ပိတ်တယ်ရှူလို့ရှိလို့ရှိရင်သူကအလိုအမြင့်ခွာပေါ့အသွားပြန်ရှူနေပေါ့နော်အဲ့တော့ဘယ်ဘက်ကရှူတယ်ညာဘက်ကထုတ်တယ်ညာဘက်ကရှူတယ်ဘယ်ဘက်ကထုတ်တယ်အဲ့လိုပုံစံမျိုး၅ကျင်၆ကျင်တော့လုပ်ပိတ်တယ်ဆိုလို့ရှိရင်အာခန္ဓာကိုယ်မှာရှိရအဲ့လိုစိတ်ဓာတ်တွေခင်းစင်တယ်ပေါ့နော်အဲ့တော့ဒါကတော့ဟို ကိုကလေ့ကျင့်ခန်းတွေပါလုပ်တယ်ဒီတိုင်းပဲအဲ့လိုလေရှူတာဟာမျိုးမဟုတ်ဖက်နဲ့လေရှူတဲ့ခါမှာသူ့နီသူ့တက်ခနစ်လေးရှိရပါတော့ဒါဆိုလို့ရှိရင်လေရှူရတဲ့နေရာမှာခုနကမျိုးပြပြဝါရှူပြပြဝါထုတ်ပြီးလို့ရှိရင်အဲလေရှူတဲ့ခါမှာနှာခေါင်းနဲ့ပဲအဓိကရှူပြီးလို့ရှိရင်ဟိုတစ်ပင်နေနာကိုသွားတဲ့ခါမှာပဲဟိုညဘက်တွေနေအောင်ကြီးမရတဲ့အချိန်မှာဆိုလို့ရှိရင်တစ်ပင်ကကာဗွန်အောက်ဆိုက်ထုတ်တာဖြစ်တဲ့အတွက်နေအောင်ကြီးရတဲ့အချိန်တစ်ပင်နေအစာချက်လုံနေတဲ့အချိန်အောက်ဆီဂျင်ထုတ်ပေးနေတဲ့အချိန်ကြမှာပဲတစ်ပင်နေသွားပြီးတစ်ပင်နေနာကိုသွားပြီးတော့လေရှူတာမျိုးလုပ်တင်တယ် နောက်တစ်ခုကကြပါလဲဆိုတော့အောက်ဆီဂျင်ပိုရအောင်ရှင်နီးပေါ့နော်အဲ့ဒါအောက်ဆီဂျင်ပိုရအောင်ဘယ်လိုရှင်နီးလဲဆိုတော့ဟိုတစ်ချိုနှစ်ချိုတစ်လေးရှင်နီးလို့ခေါ်တယ်တစ်ချိုနှစ်ချိုတစ်လေးရှင်နီးဆိုဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ထားပါတော့ဟိုလေကို10စက္ကန့်ရှင်လိုက်တယ်ချက်ချင်းပြန်မထုတ်သေးဘူးပေါ့နော်20စက္ကန့်အောက်ထားတယ်ပြီးတော့မှ10စက္ကန့်ပြန်ထုတ်တယ်အဲ့တော့ဒါကတော့စက္ကန့်အနေနဲ့မြင်တာပြောတာပေါ့နော်ကွန်နှတ်စက္ကန့်ရှင်တယ်ဆိုလို့ဆိုလို့ရှင်၄စက္ကန့်အောက်ထား20စက္ကန့်ပြန်ထုတ်အဲ့လိုသဘောမျိုးပေါ့နော်အဲ့တော့တစ်ချိုနှစ်ချိုတစ်အဲ့တော့ ရှူပြီးသားလေကိုချက်ချင်းပြန်ထုတ်တာမဟုတ်ဘူးနဲ့ရှူပြီးသားလေကိုခဏအောင့်ထားတယ်အဲ့တော့အောင့်ထားခြင်းအပြင်အောက်ဆီဂျင်ပူရတယ်လို့ရှိရပါတော့နောက်တစ်ခုကကျတော့ဟိုညံကောင်းနေတဲ့သူတွေပေါ့နော်အဲ့တော့ချိုးလို့ဆိုလို့ရှိရင်ညံကောင်းနေတဲ့ smart ဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်လေရှူရက် technique လို့လည်းပြောင်းလို့အဲ့ဒါပါလဲဆိုတော့ကျတော့လေရှူရဲရှူရက်ခါမှာလို့ပြန်ထုတ်တဲ့ခါမှာပြေးဝါမထုတ်ဘူးဆိုလို့ဆိုလို့ရှိရင်နော်ဟိုကာဗွန်နောက်ဆိုက်ပြေးဝါမထွက်တာဖြစ်တဲ့အတွက်ဟိုလိလထိုင်မှမို့ဖြစ်စေရပေါ့နော်အဲ့တော့ထွက်လေကိုအပြေးဝါထုတ်ပေးခြင်းကညံကောင်းဖို့ဖြစ်စေရပေါ့နော် တော့အဲ့ဒါလေးကိုဟိုတတိထားပြီးလုပ်ပေးမယ်ပေါ့နော်ထွက်လေးကိုအကုန်ထုတ်မယ်ဆိုလို့ရှိရင်ညံကောင်းမှုဖြစ်စေနဲ့နောက်တစ်ခုကကျတော့ဟိုလေကောင်းလေတန်းအောင်ရှုလို့ရှိရင်ဒါတော့နုပြိုစေတယ်အဲ့တော့အရှိမလည်းပြောပြပြီးသွားပြီလေကောင်းတာဖြစ်တဲ့လေကောင်းလေတန်းဖြစ်တဲ့အတွက်အောက်ဆီဂျင်ပမာဏပိုများတဲ့အောက်ဆီဂျင်ပမာဏပိုများတာဖြစ်တဲ့အတွက်တွေးသားတန်းစင်မှုကိုဖြစ်စေတယ်တွေးသားတန်းစင်မှုဖြစ်တာဖြစ်တဲ့အတွက်နုပြိုအသက်ရှိစေတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒါကဘာလဲဆိုလို့ဟိုရေအားကစားသမားတွေလုပ်တဲ့အဲ့လိုနီးတက်နစ်ပေါ့နော်အဲ့တော့ရေကူးတဲ့သူတို့အဲ့လိုမျိုးဟိုတာတို့ပြည့်တဲ့သူတို့ဆိုလို့ရှိရင် တို့လုပ်တဲ့လေရှူနီပဲအဲ့ဒါပါလဲဆိုတော့30ဆင့်လေရှူနီရို့50ဆင့်လေရှူနီရို့ပေါ့နော်30ဆင့်လေရှူနီဆိုတာပါလဲဆိုတာလိုမျိုးဟိုလေ ਉ ပေါ့နော်အဲ့လို3ကလောက်အဲ့လိုမျိုး3ကလောက်ရှိုက်လိုက်တယ်ရှိုက်ပြီးတော့အောင်းထားတယ်အဲ့လိုမျိုး30ဆင့်လေရှူနီပေါ့နော်ခဏကိုယ်တည်းကတော့လေမြမြရအောင်ရင်လုပ်ရတဲ့ပုံပေါ့နော်အဲ့တော့30ဆင့်လေရှူနီရှိမယ်ပြီးလို့ရှင်တို့လုပ်တဲ့ activity ပေါ့နော်ရေကူးတာဖြစ်ဖြစ်ရေငုပ်တာဖြစ်ဖြစ်ပြေးတာဖြစ်ဖြစ်အောက်ဆီဂျင်အပြည့်ဝဟို30ဆင့်တစ်ခါလဲရှူပြီးတော့ပြေးတဲ့ဟာမျိုးလုပ်တယ်ရေကူးတဲ့ဟာမျိုးလုပ်တယ် တော့54ရှူနီးဆိုလဲအဲ့လိုပဲเนาะအဲ့တော့ခုနဟာမျိုးပဲ9ကရှိုက်လိုက်တယ်ပေါ့เนาะ9က၄ရှူလိုက်တယ်၄ရှူပြီးတော့အဲလောက်ကမဲ့ activity ကိုလုပ်တယ်ပေါ့เนาะဒါကတော့ဟို34ရှူနီးဒါကတော့ဘယ်လိုပြောမလဲ stamina ကိုကျင့်ကြံတဲ့သူတွေဆိုလို့ရှိရင်ပေါ့เนาะကိုယ့်ရဲ့တက်လုံပိုင်းကိုကျင့်ကြံတဲ့အမောခံနေတဲ့ဟာမျိုးကိုကျင့်ကြံတယ်ဆိုလို့ရှိရင်ဟို34ရှူနီးတို့54ရှူနီးတို့ကိုရန်ဖန်ကလုပ်ပေးမယ်ကိုလုပ်မဲ့ activity เนาะမတိုင်ခင်မှာအပြေးတာဖြစ်ဖြစ်ရေကူးတာဖြစ်ဖြစ်မတိုင်ခင်မှာအဲ့လိုမျိုးတွေကိုကျင့်ပေးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ stamina ပိုင်းဆိုင်ရာကောင်းလာလိမ့်မယ်ပေါ့เนาะ နောက်တစ်ခုကကြပါလဲဆိုတော့ဟိုခေတ်ကာလပြောင်းလာတဲ့အမြင်ကကျွန်တော်ပေါအောင်ချင်မှာလက်ဆက်တဲ့လေးပေါ့နော်တန့်စင်တဲ့လေးရရှိဖို့ကရှာပါလာတယ်အဲ့တော့ဟိုတေုတိုင်းကိုက်တယ်မှာဆိုတွေ့ဘူးလေပေါ့နော်ရက်တောင်လေးဆိုလို့ဟိုကင်ထားကြတဲ့ဟာမျိုးရှိအဲ့တော့ဘာလဲဆိုတော့ရက်တောင်ကိုကင်ပေးကြမှာလို့ဆိုတော့ဟိုကို့နားမှာမတက်စင်တဲ့လေးရှိနေမှာရက်တောင်နဲ့ခတ်ဝေးကိုခတ်ထုတ်လိုက်တာဖြစ်တဲ့အတွက်တနည်းအားဖြင့်ပြောမယ်ဆိုရှင်အနှဲငယ်တော့လေးကတန့်စင်သွားတယ်ပေါ့နော်လောကကြီးအဲ့လိုမျိုးဟိုလေးတန့်စင်စက်တွေကြောင့်တန့်စင်သွားတာမဟုတ်ဘူးလေရက်တောင်လေးတစ်ချောင်းကြောင့် ကိုယ်နာမှာရှိတဲ့မကောင်းတဲ့အငွေ့သက်တဲ့အနံ့သက်တွေပါညာတွေကိုရက်တောင်လေးနဲ့ခတ်ထုတ်လိုက်တာဖြစ်တဲ့အတွက်ဘယ်လိုရက်တောင်အောင်ဆောင်ထားပေးခြင်းရလဲအဲဘယ်လိုပြရမလဲလူပြောအသက်ရှင်မှုအတွက်ဒီလမ်းတစ်ခုဖြစ်တယ်ပေါ့နော်အဲဒီတိုင်းမှာတော့စာရေးဆရာကဟိုသူကသူကတော့ဆက်ဆက်ပြီးပြောထားတဲ့ဟာပေါ့နော်အဲ့တော့ဟိုတရားကြီးတော့တိတ်မဆိုင်ပဲလေအဲ့လိုယဟန်တန်ဃာတွေမှာဆိုလို့ရှိရင်ဒီကန်ရှိပါမှာရက်တောင်ပါတယ်ပေါ့နော်အဲ့တော့ဘုရားကလည်းတန်ဃာတွေရက်တောင်ဆောင်ခိုင်းတာလေဆိုတဲ့ဟာမျိုးကအဲ့လိုနေအောင်ကြီးတန်အောင်ကာကွယ်ဖို့ပြီးလို့ရှိရင်အဲ့လိုမျိုးလက်ဆက်တဲ့လေရရှိဖို့အတွက်ကိုယ့်ကိုနော်ရက်ခတ်ပြီးတော့ နေလို့ရတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒါကတော့သူကတော့စာရေးဆရာကတော့အဲ့လိုအာကျန်ကိုကျန်ကသဘောမျိုးသူကတော့အဲ့လိုမျိုးသူကသူ relate ဖြစ်အောင်ရေးထားတာပေါ့နော်အဲ့တော့ဟိုဖះရှင်ကညဟန်တန်ဃာတွေကိုရတောင်ဆောင်ခွင့်ပြုတယ်လို့ပြီးလို့ရှိရင်တရုတ်တန်ဃာတွေထဲမှာတရုတ်ရှင်အောင်တရုတ်လူမျိုးတွေကညတဲ့ညတောင်တောင်ဆောင်ထားလေးရှိရလို့နော်အဲ့တော့ဟုတ်တော်ရှိမဟုတ်တော်ရှိဟိုကျွန်တော်တို့တဲ့အဲ့လိုမျိုးရတောင်တောင်ဆောင်ထားခြင်းအဲ့လောက်တော့အကျိုးမရောက်ဘူးဖြစ်တဲ့အတွက် အဲဒီအချက်လေးကိုကိုသဘောကျရဲဆိုရယ်ကိုအချက်တောင်တောင်ဆောင်းထားပြီးတော့အဲရက်ခတ်နေပြီးချင်းအားလည်းအဆင်ပြေရေပေါ့နော်အဲ့တော့အဓိကကဘာလဲဆိုတော့တန်ဆင်လက်ဆက်တဲ့လေးကိုရရှိဖို့အတွက်အဲ့တော့နောက်ဆုံးပြန်ပြီးသူပြောထားတဲ့တစ်ချက်ကကျတော့ဘာလဲဆိုတော့ထွက်လေဝင်လေမှတ်ပေါ့နော်အဲ့ဒါကတော့ပေါ်ကားကနဒီအားလုံးပါပြီးသွားပြီပေါ့နော်ထွက်လေဝင်လေမှတ်ပြီးဆိုရယ်အဲလေကိုအမြန်ရှူတာအမြန်ထုတ်တာမျိုးမရှိတော့ဘူးတတိနဲ့ရှူပြီးတတိနဲ့ထုတ်တာဖြစ်တဲ့အတွက်အပြေဝလေရှူတဲ့အပြေဝပြန်ထုတ်နိုင်တယ်အဲ့တော့ခနာကိုယ်ထဲမှာလည်းအဲ့လိုအတိုင်းအတာတစ်ခုထိသူကအောင့်ထားတဲ့ဟာမျိုးတွေလည်းရှိတာဖြစ်တဲ့အတွက်ဝင်လေထွက်လေကိုမှတ်ပေးခြင်းရလဲ အမှုပြုအသက်ရှင်မှုအတွက်အထောက်ပံ့ဖြစ်တယ်ပေါ့နော်။ Okay ဒါကတော့ကျွန်တော်တို့လေးနဲ့ပတ်သက်ပြီးတော့အမှုပြုအသက်ရှင်ခြင်းပေါ့နော်။ Okay အဲ့တော့အကျိုးတစုံတရားရှိမယ်လို့မျှော်လင့်ပါတယ်။အနောက်ဗီဒီယိုတွေမှာပေါ့နော်။အဲ့လိုကျွန်တော်ကြံရှိနေတဲ့အအကြောင်းအရာလေးတွေကိုနော်စာအုပ်ထဲကကြံရှိနေတဲ့အကြောင်းအရာလေးကို sharing လုပ်ပေးပါမယ်။ Thank you ပါဆုံးဖြတ်တောင်းပေးရတဲ့